အလိုအလိုမင်္ဂလာပါညီကူမတို့မတို့အလိုစင်ကြကြရလားလောက်ကင်ညာအလောက်ကင်ရှာပွေနေတဲ့ညီကူမတို့မတွေတွေ့လဲဒီနေ့အဲတင်ပြထားတဲ့အလောက်ကင်တွေကိုထပ်ပြီးတော့အမိတ်ဆက်ဖော်ပြပေးတော့မှာဖြစ်ပါတယ်ဒီကနေ့27ရက်နေ့9လပိုင်းအတွက်ဆယ်ဖွဲ့စည်း7ဖွဲ့ကနေအလောက်ကင်15ခုကိုတင်ပြဖိတ်ခေါ်ထားတာ တွေ့ရတယ်နော်ပထမဆုံးတစ်ဖွဲ့အနေနဲ့ဆိုရင်ကျွန်တော် FCA မြန်မာဆိုတဲ့ဖွဲ့က မန္တလေးရင်ချင်းအတွက်ခေါ်ထားတဲ့လောက်ကైခွင့်လန်းလေးတစ်ခုဖြစ်တယ်။သူရဲ့ position ကတော့ area coordinator အဲ north west area လို့ဖော်ပြထားတာတွေ့ရတယ်။အဲ now တစ်ဖက်ကတော့ MHDO ဖက်ကလည်းမန္တလေးနဲ့နေပြီးတော့အတွက်ခေါ်ထားတာတွေ့ရတယ်။အဲနောက်တစ်ခုကကျွန်တော် IR ဆိုတဲ့ဖွဲ့စည်းကလည်းတောင်ကြီးရှမ်းစတိတ်တောင်ကြီးအတွက်ကိုကျွန်တော်တို့အဲ position တစ်ခု ခေါ်ထားတာတွေ့ရတယ်အဲ fee fee logistic officer ဆိုတဲ့ position ပေါ့နော်နောက်တစ်ခု position ကလည်းပဲ IR ကပဲကျွန်တော်တို့ protection coordinator ဆိုတဲ့အဲ position ကိုလည်းခေါ်ထားတာတွေ့ရပါတယ်လို့အဲ now position တစ်ခုကလည်း IR ကပါပဲ meal coordinator အတွက်ကိုကျွန်တော်တောင်ကြီးတောင်ကြီးရှမ်းဆော့တရှမ်းစတိတ်အတွက်အဖိတ်ခေါ်ထားတဲ့အလောက်ကိုင်းတွေတွေ့ရတယ်။ Now အဖွဲ့စည်းတစ်ခုကတော့ CPI ဆိုတဲ့ဖွဲ့စည်းဖြစ်ပါတယ်ဒါတော့ရန်ကုန်မြို့မှာအတွက်အဲ position region အတွက် ခေါ်ထားတာဟုတ်တယ်အဲ position ကတော့ကျွန်တော် MAE coordinator ဆိုပြီးတော့တွေ့ရတယ်နော် CFM ဆိုတဲ့ဖွဲ့ကလည်းမန္တလေး region အတွက်ခေါ်ထားတာတွေ့ရတယ်။ Project System Post ကိုခေါ်ထားတာရှိပါတယ်။နောက် IRC ရဲ့ဖွဲ့ကလည်းမန္တလေး region အတွက်ကို Reference Port Officer Head ဆိုတဲ့ position အတွက်လည်းခေါ်ထားတာတွေ့ရပါတယ်။ နောက်အဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင် CFN ဖွဲ့တစည်းကလည်းကျွန်တော်တို့မန္တလေး region အတွက်ဖိတ်ခေါ်ထားတဲ့ position ကတော့ meet officer ဖြစ်ပါတယ်။ EHRN ဆိုတဲ့ organization ကလည်းအဲစကိုင်း region အတွက်ပေါ့နော်။ဒီဒါတော့ X-ray technique technical ကိုကျွန်တော်တို့ခေါ်ထားတာတွေ့ရတယ်။အဲနောက် best shelter မြန်မာအဖွဲ့အစည်းကလည်းပဲကျွန်တော်တို့ကချင် state wide မော်ကချင် state အတွက်ကျွန်တော်တို့ nurse အာကွန်ဆယ်လာ အဲ position ကိုခေါ်ထားတာတွေ့ရတယ်ပေါ့နော်နောက်အဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင် ICRC ရဲ့အဖွဲ့အစည်းကလည်းမြင့်ချီနာ region အတွက်ကို protection fee officer ပြခေါ်ထားတာတွေ့ရတယ် GDN ဆိုတဲ့အဖွဲ့ကလည်းကျွန်တော်တို့ admin and logistic assistant position ကိုခေါ်ထားတာတွေ့ရပါတယ်နောက် GDN ပါပဲအဖွဲ့ကလည်း finance assistant ဆိုတဲ့ position ကိုကျွန်တော်တို့အဲရမဲတင်း ဖက်မှာအတွက်ပေါ့နော်ရမဲတင် data အတွက်ကိုကျွန်တော်တို့အဲ position တွေခေါ်ထားတဲ့အလုပ်ကိုင်းတွေဖြစ်ပါတယ်အဲဒါတော့ဒီကနေ့21ရက်နေ့အတွက်ကြောင်ညာထားတဲ့အလုပ်ကိုင်းခွလန်းတွေဖြစ်ပါတယ်အဲဒီလောက်ကန်တဲ့ဆိုင်တဲ့ link တွေကိုလည်း message ပေါက်မှာခြံထားပေးပါမယ်။လိုအပ်တဲ့ညီကိုတွေအတွက်တွားရောက်ပြီးတော့သိစိတ်လေ့လာနိုင်ပါတယ်။အဲကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လောက်တာပြဖို့လဲကျွန်တော်မြတ်တရားကန်တောင်းဆိုပါတယ်လို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။